ခဲ့မဝိုင်းလေးချမ်းကကိုနှစ်ပြည့်အထိမ့်မတ်နေတဲ့ Fanny Epic Skin ကြီးကို free ပေးနေတယ်ဆိုတော့ခေါင်းကြီးတီးပြီးသွားပြီလား မတိသေးဆုံးတော့ဒီဗီဒီယိုလေးကိုအဆုံးထိတစ်ချက်ပို့ရဲတော့ကျွန်တော် Fanny Epic Second ကိုဘယ်လိုယူရမလဲဆိုတော့ကျွန်တော်သေးသေးပြောပြပေးမယ်။ Okay လား။ Easy လေးပဲဟဲ့မယ်။ Let's go ။ကြည့်ကျွန်တော်ပထမဆုံးနေ့ gain နဲ့ဝင်လိုက်တာနဲ့ free ပေးမယ် Fanny Epic Second ကိုတမ်းမြင်တွေးရမှာပဲဖြစ်ပါတယ်။ကြီးလိုက်မယ်ဆိုရင်တော့တော်လေးကိုလှနေအောင်ဘာလို့လဲနေတွေးမြင်ရမယ်။ဆိုတော့ဒီ Second ကိုကျွန်တော် free ဘယ်လိုယူမလဲဆိုတော့ event တွေကိုဝင်လိုက်ပြီးပြီဆိုတော့ gain Fanny New Epic Second လေးကိုနှိပ်လိုက်။ငင်းတဲ့အချိန်မှာတစ်ချက်လောက် show မယ်ကောင်းယူ animation လေးကို။ Let's go ။ ရင်းနဲ့တိုင်းနဲ့ကျွန်တော်တို့ရောင်သွေးစုံလင်စွာနဲ့တွဲမြင်ရတာပဲဖြစ်ပါတယ် oh my god ပြီးကြတော့ဘေးနားမှာလည်းတက်လေးတစ်ခုပါတယ်ပေါ့နော် 9th anniversary ဒိတ်ပေပုံစံမျိုးသွားမယ်နေတူတယ်ကျွန်တော်တို့တော်လေးအရောင်သွေးစုံပြီးလာတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အဲဆိုရင်တော့ epic tire ထဲမှာပါမယ်လို့လည်းအဲပြောထားတယ်ပေါ့နော်ဆိုရင်တော့ second လေးကတော်တော်လေး fine နေရအဲ event နေရာပဲ oh yeah okay အဲ oh yeah လာတယ်ရောင်ကြီးရောင်ကြီးဖရီးရမှာလည်းယူကြဟာယူကြဟာကောင်းကြီးတို့ ဆိုတော့ကျွန်တော် free ဘယ်လိုယူရမလဲဆိုတော့ကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်။အရင်ဆုံး goal လေးကိုနှိမ့်လိုက်။နှိမ့်လိုက်ပြီးဆိုရင် brother တွေဒီမှာစပြီးတွေးရလိမ့်မယ်ပေါ့နော်။ဒီမှာဘာလို့အမြင်မသိဘူးဆိုရင် brother တွေကဒီမှာ test လေးကိုနှိမ့်လိုက်ခင်ဗျာ။အဲ့ test လေးကိုနှိမ့်ပြီးတော့ကျွန်တော် test လေးတွေလုံးအောင်မှာပဲဖြစ်ပါတယ်။ test ကတော့နှစ်မျိုးရှိတယ်။ daily test ရယ် weekly test ရယ်။ရိုးရိုးရှင်းရှင်းလေးဘာလေးတွေလုံးအောင်မလဲဆိုတော့မြင်းနေအချိန်မှာကျွန်တော် login လုပ်ရင်အာခု20တောင်ရမယ်။ okay ကြိုက်ပြီး anniversary point အခု20ရမယ်။ပြီးပြီဆိုရင်အဲကျွန်တော်တို့ game တစ်ပွဲဆော့မယ်ဆိုရင်နောက်ထပ်အခု20တန်းရမှာပဲဖြစ်ပါတယ်။ဒါတွေမကသေးဘူး ဲ့ကျွန်တော် weekly test ဆိုတာရှိပါသေးတယ်ကျွန်တော် login လုပ်မယ်ဆိုရင်လည်းအခု20ရမယ်ဒါလိုလေလေးတွေပြ login လုပ်ရုံပဲပြီးပြီဆိုတာနဲ့ကျွန်တော်အပိုထပ်ဆောင်လေးတွေတော့ရှိတယ်အဲ6ပွဲဆိုးရမယ်10ပွဲဆိုးရမယ်15ပွဲဆိုးရမယ်ပွဲ20ဆိုးရမယ်ပေါ့နော်ဒါတိတွေကလိုလေလေးတွေ bro မှာသွားပြီးတော့ပွဲ20လောက်ဆိုးလိုက်ရုံနဲ့ AC ပဲပေါ့နော် weekly test ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တပတ်လုံးချိန်ရတယ် AC လေးဆိုးကြ okay လားတရထက်နဲ့အပြီးဆိုးစရာမလိုဘူး okay ရတော့ကောင်းကျိုးဒါမျိုးလေးတွေလုပ်ပြီးပြီဆိုတာနဲ့ဘာလို့ဘာရမလဲဆိုတော့ဒီမှာ anniversary point ဆိုတာလေးရမယ်ပေါ့နော်ဒီ anniversary point လေးတွေနဲ့ကျွန်တော်တို့ထပ် ီးတော့လဲရမှာလေးရှိရကျွန်တော်ရှက်ပြပေးမယ်ပေါ့နော်ဒီမှာ start ဆိုတာလေးကိုချက်နှိပ်လိုက်အဲနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ awaiting and အဲ့လေးကိုချက်နှိပ်မြင်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာဒါလေးကိုအဲ anniversary point လေးနဲ့လဲရမယ့်နေရာကိုရောက်ပြီ anniversary point လေးနဲ့ဒါမျိုးလေးလဲရအဲဒီမှာဆိုရင်1 second ဆောက်အောင်အဲကျွန်တော်ဒီမှာ time လဲလိုက်ပြီးဆိုတာနဲ့ anniversary energy အဖြစ်ပြောင်းလဲသွားမှာပဲဖြစ်ပါလေကျွန်တော် brother တို့ရဲ့ test တွေလုပ်ပြီးတော့ anniversary point တွေကိုရှာပြီးကြတော့ anniversary point ကနေ anniversary energy ကိုပြောင်းလိုက်ရုံပဲဆိုတော့ကြောင့်မို့ဒါတို့တွေဒီလိုမျိုးလေးပြောင်းသွားပြောင်းပြီးပြီဆိုတာနဲ့ brother တို့တွေ ဘလောက်ပြင်းရမှာလဲဆိုတော့ဒီမှာတစ်ချက် show ဒီမှာပြထားပါကခု10ရာထောင်တောင်း ျွန်တော်တို့ point 3ကြော်တာနဲ့ကျွန်တော်တို့ဒီ anniversary second new ကိုရမှာပဲဖြစ်ပါတယ်တကယ်လို့ brother လုံးနေနဲ့ဒီ anniversary second new ကိုမလိုချင်ဘူးဆိုရင်လည်း harry second ရှိမယ်ပြီးကြတော့ roger second ရှိမယ်ပြီးကြတော့ arithic second တွေရှိမယ်ပေါ့နော်ဒီ second တွေကိုလည်း free ပေးနိုင် free ပေးထားတယ်လို့ပြောထားတယ်ဆိုတော့ brother လုံးနေပဲ second new မလဲဆိုတော့ကိုယ့်အကူရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ second အပြင်ဘာလေးတွေရမလဲဆိုတော့ brother ဒီဘေးမှာမြင်တဲ့အချိန်မှာကျွန်တော်တို့ notification တွေဘာတွေပါပါသေးတယ်อืมဆိုတော့မှဒါလေးကတော့တော်တော်လေး fine နေဗျဟုတ်ကြီးအီးလာတဲ့ဟာရောဟုတ်တယ် ဟုတ်တယ်ဗျာဟုတ်တယ်ဗျာဟောင်းကြီးတို့ ဟုတ်တယ်ဗျာဆိုတော့ကျွန်တော်တို့အများကြီးပါတယ်လို့ပဲကျွန်တော်အနေနဲ့ပြောရမယ်ကျွန်တော်အစအနေနဲ့ပြောပေးပါမယ် test တွေကိုဝင် test တွေပြီးအောင်လုပ်ပြီးပြီဆိုရင်ဒီ anniversary point လေးတွေရပါလိမ့်မယ်အဲရပြီဆိုရင် star ဆိုတာလေးကိုနှိပ်လိုက်ဒီမှာဆိုရင် awaiting လေးကိုချက်နှိပ်ဒီမှာဆိုရင်ကျွန်တော်လဲလို့ရမယ်ကျွန်တော်တစ်ချက်လဲလိုက်မယ်ရော့ထပ်လဲပြမယ်ဒီနေ့တိုင်းပဲကျွန်တော်ခါလေးကြရင်တော့အချိန်ဆောင်ရတယ်ပေါ့နော်ဒီမှာဆိုရင်ဘယ်လောက်ဆောင်ရလဲဆိုတော့19မိနစ်တောင်ဆောင်ရတယ်ပေါ့နော်အဲဆောင်ပြီးမှသူက anniversary energy ဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်ဒါဆိုတော့ gain နဲ့ဝင်ပြီးဆောင်နေကြမလို့ဘူးကိုယ့်ကို gain ပြင်ထွက်ပြီးလှုပ်ရှားချက်လေးလှုပ်လိုက်ဒါမှမဟုတ် gain တပွဲလောက်ဆော့လိုက်โอเคလားဆိုတော့အဲ့အနေကျွန်တော်တို့ anniversary energy ဖြစ်ပြောင်းသွားမယ်အဲ့ energy နဲ့ဒီမှာ energy တစ်တောင်းချုံရပြီဆိုတာနဲ့ကျွန်တော်တို့ fanny epic second ကို free ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြတာကိုနားလည်မယ်လို့ထင်တယ်ပြီးပြီဆိုတာနဲ့ကျွန်တော်နောက်ထပ်ထူးဆန်းတာလေးရရှိသေးရပေါ့နော်ဒီမှာဆိုရင်မြင်တဲ့အချိန်မှာ take a photo အဲမြင်တဲ့တိုင်းပဲကျွန်တော်ဖိုတိုလေးပါလေးရိုက်ပြီးဝေါ်ပေးပါလေးပါလေးထားလို့ရမယ်ပေါ့နော်ဆိုတော့ဒါလေးတွေကတိုင်းတော့ရင်မကြီးပါဘူးဒါပေမဲ့လည်းကျွန်တော်ပြပြတာပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာဆိုရင် event နေဘာ event နေရှေ့လျှောက်လာမလဲဆိုတာဒီမှာတစ်ခါလေးကြည့်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့တွေဒါပါလေးလေ party eve တဲ့ party eve ကောင်းမသိဘူးဒီမှာ promo diamond ကောင်းယူ promo diamond လဲကျွန်တော်မကြခင်ဒါတော့မှပဲဖြစ်ပါလေတစ်ချက်ချိုးကောင်းယူအဲ့လေဒီမှာဆိုရင်ကျွန်တော်တို့14ရက်တောင်ကြံနေရပေါ့နော်နောက်ထပ်14ရက်နေရင် promo diamond လာမယ်โอเคနောက်ထပ်ဘာလေးရှိအောင်လဲချက်ချိုးလိုက်အဲ free อ่า placement บาเลยฮะ what the hell บาไม่ติดอ่ะบาสกินล่ะบาเลยแล้วเดี๋ยวกูก็บาเนาะ showcase ad โอเคแล้วกูก็บาเลย 9 anniversary limited achievement အချိမန်ဒီမှာပါမယ် okay ပြီးပြီဆိုရင် celebration battle carnival okay ဗျာခေါင်းကြီးဆိုရင်တော့ဒီမှာတော့စုံစုံလင်းလင်းလေးပြထားတယ်ဘာလို့များလဲတော့မသိဘူးပြီးပြီဆိုရင်ကျွန်တော်တို့ message ပို့လို့ရမယ်ဒါလေးတွေအတိုင်းရင်းကြည့်ဦး letter gallery ဒီ letter gallery စုံမယ်ဆိုရင်လည်းကျွန်တော် random reward လေးတွေရမယ်လို့ပြောထားတယ်ပေါ့နော်ဒါလေးတွေအတိုင်းတို့ရင်းကြည့်ဦးဒီနေ့တိုင်းမဲ့ဒါ test ပေါ့နော်ဆိုတော့ brother တို့အနေနဲ့ရိုးရှင်းရှင်းလေးပါပဲဒါလေးကလွယ်လွယ်လေးဆိုရင်တော့ဒီ second လေးကိုတော့မဖြစ်မနေလူကြောင်မမိပါနဲ့နေ့စဉ် game နဲ့ login ဝင်မှာနေ့စဉ် game တစ်ပွဲနှစ်ပွဲလောက်အမြဲတမ်းဆော့လိုက်ပါအဲ့ဒါဆိုရင်ဒီ second က င်းကပေးကြပါဦး Let's hear those cheers It's time to set this celebration ablaze ဆုံးရှိပြရတဲ့အောင်ချေစုအများကြီးဒီမှာလေအားလုံးပဲပိုင်ပိုင်ပါခင်ဗျ